ားလုံးပဲမင်္ဂလာပါဒီနေ့ပေါ့เนาะကျမတို့ဟိုဘာမှမလုပ်ပဲနဲ့ပင်ပန်းတယ်နွတ်နေတယ်လို့ကျမတို့ခံစားနေရလားပေါ့เนาะဥပမာကျမတို့ဟိုကာရလုတ်သားတွေလိုမျိုးပေါ့เนาะနေပူထဲမှာဟိုအလေးပင်တွေမတာမျိုးမဟုတ်ပဲနဲ့ဟိုခန္ဓာကိုယ်အားတွေတုံးပြီးမှဟိုလှုပ်လှုပ်ရှားရှားလှုပ်တာမျိုးမဟုတ်ပဲနဲ့ပေါ့เนาะကျမတို့အလိုလိုနေရင်းနဲ့ပင်ပန်းနေတယ်လှုပ်ခြင်းစိတ်မရှိဘူးပြီးရခါမှာကိုယ်အာယုံစိုက်ပြီးမှလှုပ်ရမယ့်အရာတွေကိုကိုမလှုပ်နိုင်တော့ဘူးပြီးရခါမှာ ခရောင်ချောက်ချားခနာမငိမ်ဖြစ်နေတာပေါ့နော်အဲ့လိုမျိုးခံစားနေရပြီလားပေါ့နော်ဒီနေ့ကတော့အဲ့လေးနဲ့ပတ်သက်ပြီးမှပြောပြရအောင်မှဖြစ်တယ်ပေါ့နော်အာဒီကာလမှာပြီးတော့ဒီလိုအချိန်မျိုးမှာတော့ဒီလိုဟိုစိတ်ပိုင်းဆိုင်ရာနွမ်းနယ်မှုဖိအားတွေကျွန်တော်တို့ကြုံတွေ့ကြရတာဖြစ်တယ်ပေါ့နော်အဲအဲ့ခါကျတော့ဒီနေ့ဒီအကြောင်းအရာကိုကျွန်တော်တို့ကဘာခေါင်းစဉ်ပေးထားလဲဆိုတော့ကျွန်တော်တို့အုံနောက်ကိုပင်ပန်းစီတဲ့အရာကျွန်တော်တို့အုံနောက်ကိုအုံနောက်မှာ ဖြစ်ပေါ်လာတဲ့ဖိအားတွေအကြောင်းပေါ့နော်ကျွန်တော်တို့ဒီဟာတွေဒီအကြောင်းအရာတွေကိုကျွန်တော်လေ့လာသွားကြမှာဖြစ်သေးပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့အုံနောက်ကိုပြောတဲ့အခါမှာကျွန်တော်တို့အုံနောက်ကလက်ခံနိုင်တဲ့အတိုင်းအတာရှိတယ်အကန့်အသတ်ရှိတယ်ပေါ့နော်ကျွန်တော်တို့အုံနောက်ကိုလိုရာထက်ပို့ပြီးမှအလုတ်လုတ်ခိုင်းပြီးလိုရာထက်ပို့ပြီးမှသူကအလုတ်ဆောင်နေရပြီဆိုရင်တော့အုံနောက်မှာဖိအားတန်နေကြောင်းပေါ့ကျွန်တော်တို့ရဲ့ဒီအုံနောက် အားမှာကျွန်မဖိအားတဲ့တန်တွေညားလာတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာစိတ်ကစားချက်ကိုသူကတိုက်ရိုက်တက်ရောက်မှုရှိရဲဆိုတော့ကျွန်တော်နားလည်ရတာဖြစ်တယ်ပေါ့နော်ဥပမာပေါ့နော်အလုတ်ကိစ္စတစ်ခုဟုတ်ပြီနော်အုံးကျွန်တော်အလုတ်ကိစ္စတစ်ခုကိုလှုပ်လို့မပြီးခင်ပါပဲနောက်ထပ်အကြောင်းအရာတစ်ခုကိုဆက်ပြီးလှုပ်ဆောင်တာမျိုးတစ်ခုပြီးတစ်ခုကျွန်တော်ရဲ့အုံနောက်ကိုတောက်လျှောက်အနာမပေးဘဲနဲ့ဆက်ပြီးမှတောက်လျှောက်လို့ဆောင်ခိုင်းလိုက်တဲ့အခါမှာကျမတို့ကဒီဖြစ်ရက်တစ်ခုကိုတော့မှသူကမတုံးတက်လိုက်ရပဲနဲ့ဘာဖြစ်သွားမှသိချာမသိလိုက်ရပဲနဲ့အလိုလိုနေရင်းနဲ့ ဒီရီ process မလုပ်ရဘဲနဲ့ဒီရီကိုကြော်ရိုက်မနောက်ထပ်ကိစ္စတစ်ခုကိုပြန် handle လုပ်တဲ့အခါမှာဟိုအုံနောက်ကမနိုင်ဝင်နေထလာတဲ့အခါမှာကျွန်မရဲ့ခေါင်းထဲမှာကျွန်မအုံနောက်မှာကျွန်မစိတ်စိတ်ပိုင်းဆိုင်ရာမှာဖိအားတွေကိုဖြစ်ပေါ်လာစရာဖြစ်တယ်ဆိုတော့နားလည်ရတယ်ပေါ့နော်ဥပမာကျွန်မပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဥပမာကျွန်မတို့ကပုံမှန်အားဖြစ်ဆိုရင်အဲအိတ်ဆက်ပြီးမှမနဲ့နိုးလာတဲ့အခါမှာကျွန်မတို့ရဲ့တနေ့တာလုံးမှာအလန်းဆန်းဆုံးအချိန်ဖြစ်တယ်ဟုတ်ပြီတော့အဲ့ရနိုးလာတဲ့အခါမှာအလန်းဆန်းဆုံးအချိန်ဖြစ်တယ်ဒါပေမဲ့ နိုးလာတာနဲ့တပြိုင်နဲ့ကျွန်တော်တို့ကလန်းလန်းဆန်းဆန်းနိုးလာပေမဲ့တပြိုင်တည်းထဲမှာပဲကျွန်တော်တို့ရဲ့ခေါင်းအပေးမှာရှိတဲ့ဖုန်းကိုကောက်ကင်ပြီးမှ short video တွေကိုတော့ရှောက်ကြည့်မိသွားတယ်ဆိုပါစို့ကြည့်လိုက်တဲ့အခါမှာ night web 15မိနစ် night web အတွင်းမှာကျွန်တော် short video ပေါင်းပြောင်းများဆိုကျွန်တော်ကြည့်မိကြတယ်ပေါ့နော်ကြည့်မိသွားတဲ့အခါမှာကြည့်မိုံတဲ့မကပဲနဲ့ကျွန်တော်တို့ကတချို့အကြောင်းအရာတွေဆိုကျွန်တော်တို့ဘဝအခြေအနေနဲ့ကျွန်တော်တို့က night shift ပဲကျွန်တော်တို့ကအာဆက်ပြီးမှတွေးရတတ်ကြတယ်ပေါ့နော်အဲ့ကနေစပြီးသစ်မိသစ်ကျွန်တော်တို့ကဟိုအုံနောက်ကိုစပြီးမှအလုတ် စာရင်မှာအလုပ်ပေးပေးတတ်ကြတယ်ပေါ့နော်မတိလိုက်ပဲနဲ့ကျမတို့အုံနောက်မှာစာရင်မှာလိုအားတွေကိုမလိုအပ်တာတွေကိုစပြီးမှဝင်ရောက်လာတာဖြစ်တယ်ပေါ့နော်အဲ့နောက်ပိုင်းမှာတော့ကျမတို့အခုနောက်က short video အကြောင်းကိုကျမတို့ကဟိုတုံးတက်ပြီးမှဟိုပြင်ပြီးမှမစီဆက်ရသေးခင်မှာပဲကျမတို့အလုပ်သွားဖို့ပြင်ဆင်ရတယ်ထမင်းချက်ရတယ်ဟင်းချက်ရတယ်ထမင်းပူတွေထိုးရတယ်အဝီယူနီဖောင်းတွေဝတ်ရတယ်အလုပ်သွားရတယ်အလုပ်မှာအော်သွားရောက်တာလည်းအလုပ်အလုပ်ထရောက်တာလည်းအလုပ်မှာရှိရဲမစ်တင်နေကျွန်တော်တို့ရှောက်ထိုင်ရတယ် အဲ့ခါကျတော့ကိစ္စတစ်ခုတော့မကျွန်တော်က process မလုပ်ပဲနဲ့တောက်လျှောက်အုံနောက်ကိုတောက်လျှောက်အလုပ်အာအနာပေးပဲနဲ့အလုပ်လုပ်ခိုင်းတဲ့အခါမှာကျွန်တော်အုံနောက်က overwhelm ဖြစ်လာတယ်။သူလိုအပ်တာထပ်ပို့ပြီးမှလှုပ်လှုပ်ဆောင်ရတဲ့အခါမှာအုံနောက်ကမကင်တွင်နိုင်တော့တဲ့အခြေအနေတွေကျွန်တော်တို့ဖြစ်လာကြတာ ဖြစ်တယ်ပေါ့နော်။အဲ့ခါကျတော့ကျမခန္ဓာကိုယ်ကအနာယူနေပေမဲ့ကျမတို့အုံနောက်ကအနာမရပဲနဲ့အာစိတ်ပင်ပန်းလာကြတာဖြစ်တယ်ဆိုတော့ကိုနားလဲရတာဖြစ်တယ်ပေါ့နော်အဲ့ခါကျတော့ကျမတို့ဒီအုံနောက်ပိုင်းဆိုင်ရာမ overwhelm ဖြစ်တယ်ဟိုပြိုင်းနေတယ်ပေါ့နော်ပြောလို့ရှိရင် ြားရင်းနေတယ်မို့အုံနောက်ပိုင်းဆိုင်ရာမှာပုံမှန်ထက်ဖိအားတွေများနေတယ်ဆိုတော့ကျမတို့ဘယ်လိုခံသိနိုင်လဲဆိုတဲ့အခါကျတော့အဲ့အချိန်လုံးတော့ပြင်မဲ့ပြင်ပန်းနေတာမျိုးပြလိုက်ခါမှာအလွယ်တကူစိုးရိမ်တက်တယ်အလွယ်တကူပူပူပန်လာတယ်အရာရာကိုအရန် sensitive ဖြစ်လာတာမျိုးပေါ့နော်ပြီးွားတဲ့အခါမှာအာယုံဆူဆိုင်မှုအားနေလာတာအလုပ်တစ်ခုကိုအာယုံအကြိုင်းမဆိုင်နဲ့တော့အခုအလုပ်လုပ်နေတယ်ခက်နိုင်ကြဟိုပါကြည့်ချက်ကြည့်ချင်ပြန်မီဒီယာလုတ်ချင်ပြန်ပြီးစတဲ့ဖြင့်တစ်ခုကို focus မလုပ်နိုင်တော့ဘူးအာယုံဆူဆိုင်မှုအားနေလာတာမျိုးဖြစ်လာတက်တယ်ပြီးွားတဲ့အခါမှာကျွန်တော်စိတ်ရင်စားချက်တွေက အော်ထုံလာတယ်ပြောချင်တာကအရန်ဝမ်းတာရမကိစ္စဆိုလဲအဲ့လောက်ထိခံစားချက်မရှိတော့ဘူးအရန်ဝမ်းနေရမကိစ္စဆိုရင်လဲအလောက်ထိမခံစားနိုင်တော့ဘူးစတဲ့ပြခံစားချက်တွေကထုံလာတာမျိုးပေါ့နော်အဲ့လိုမျိုးလည်းဖြစ်လာတတ်တယ်ပြီးရတဲ့အခါမှာအနာမယူတတ်တော့တာအေးစစေးနားရမယ့်အချိန်မှာအနာမယူဘဲနဲ့ပြာများပြီးမှဟိုပြာရခတ်နေတာမျိုးဖြစ်တတ်တယ်ပေါ့နော် ခန္ဓာကိုယ်ရောနားနေပဲကျွန်မအသွေးခေါ်ရရောက်ရခတ်နေတာမျိုးတွေပေါ့နော်အဲ့လိုလက္ခဏာတွေလည်းဖြစ်သက်တယ်အဲ့ခါကျတော့ဒီလက္ခဏာလေးတွေကကျွန်မတို့အုံနောက်မှာလိုရာထက်ဖိအားတွေများလာတဲ့အခါမှာကြုံတွေ့ရတတ်တဲ့လက္ခဏာလေးတွေဖြစ်တယ်ပေါ့နော်အဲ့ခါကျတော့ကျွန်မတို့အုံနောက်ကိုပုံမှန်ထက်ပုံမှန်ထက် ပိုတဲ့လုံဆောင်မှုတွေကိုဖြစ်ပေါ်စေတဲ့အခါမှာကျွန်တော်အုံနောက်ကနေပြီးမှဟော်မုန်းတစ်မျိုးကိုထုတ်လွှတ်ပေးတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒိုပါမင်းနဲ့ကော်တီဇောဆိုတဲ့ဟော်မုန်းတစ်မျိုးဖြစ်တယ်ဒိုပါမင်းကဘာလဲဆိုရင်ဆိုတော့သူကအကျွန်တော်ကြိုက်နေတဲ့အရာတစ်ခုခုကိုလှုပ်လိုက်တဲ့အခါမှာကျွန်တော်ကြိုက်တဲ့အစားအစာကျွန်တော်ကြိုက်တဲ့အပြုအမူတစ်ခုခုကိုလှုပ်လိုက်တဲ့အခါမှာကျွန်တော်ခန္ဓာကိုယ်ကနေပြီးမှ ရအာ reset တစ်ခုကိုသူကထုတ်လွှတ်ပေးတယ်စုတစ်ခုကိုထုတ်လွှတ်ပေးတယ်ပေါ့နော်ကျမတို့ကိုပျော်ရွှင်စေတယ်ကျေနပ်စေတယ်အထူးသဖြင့်ဒီဒိုပါမင်းတွေကများတော့အပြည့်ပေါ့နော်များလွန်းလွားရင်လည်းသူကမကောင်းဘူးပေါ့နော်ဒါပေမဲ့ပုံမှန်လိုရာလိုရာလောက်ပဲထုတ်လွှတ်ပေးတယ်ဆိုရင်တော့ကျမတို့ရဲ့တရတရလှုပ်ဆောင်မဲ့အလုပ်တွေကိုသူကပျော်ပျော်ရွှင်ရွှင်လှုပ်ဆောင်နိုင်တဲ့ motivation ကိုဖြစ်စေတယ်ဒါပေမဲ့လိုရာထက်ပိုများရဘယ်ချိန်ဘယ်ဘယ်ချိန်တွေမှာတွေ့တတ်ရတွေ့ရတတ်လဲဆိုတော့ဆွဲလန်းမှုတွေဟုတ်ပြီနော် အလွန်အကျွံမှုရစီအလွန်ကျွံသုံးဆွဲတာတွေလောင်ကစားအလွန်ကျွံသုံးဆွဲတာတွေလောက်လာတဲ့အခါမှာဒိုပါမင်းတွေကလိုရာထက်ပိုပြီးမှများလာတဲ့အခါမှာအဲ့ဟော်မုန်းအဲ့အချိန်ကာလအကန့်အသတ်ကုန်သွားတဲ့အခါမှာလူတွေကစိတ်ဓာတ်ထိုးကြလာတာမျိုးတွေအားမလို့အားမရဖြစ်လာတာမျိုးတွေစိတ်ဓာတ်ကြလာတယ်စိတ်တိုလာတာတွေစိုးရိမ်လာတာတွေစသည်ဒီအရာတွေကိုလည်းခံစားရတာဖြစ်တယ်ပြီးသွားတဲ့အခါမှာကိုတီဇွန်ဆိုတာကကြတော့ကျွန်တော်ရဲ့ဘဝမှာစင်ခေါ်မှုတွေအခက်ခဲတွေကြုံလာတဲ့အခါမှာပြဿနာတွေကြုံလာတဲ့အခါမှာသူကဖိအားကိုထုတ်လွှတ်ပေးတဲ့ဟော်မုန်းဖြစ်တယ် အလူတွေကဖိအားမရှိပဲအသက်ရှင်လို့မရဘူးပေါ့နော်လူလူတွေကတော်ယုံတင့်ယုံဖိအားကိုကျမတို့ကလက်ခံရတာဖြစ်တယ်ဒါပေမဲ့အဲ့ဖိအားကြုံတဲ့အခါမှာထုတ်လုပ်ပြီးဒီဟော်မုန်းကဘာကိုဖြစ်စေလဲဆိုတော့တုံ့ပြန်မှုကိုဖြစ်စေတယ်။အော်ကောင်းစွာဖြည့်ရှင်းနိုင်တဲ့တုံ့ပြန်မှုတွေဖြစ်စေနိုင်တယ်။မဟုတ်လို့ရှိရင်လည်းဒီယာတွေကလည်းရှောင်ထွက်နိုင်တဲ့တုံ့ပြန်မှုမျိုးပေါ့ဒါတစ်ပြင် fight flight freeze ဆိုတဲ့ဒီတုံ့ပြန်မှု၃မျိုးကိုဖြစ်ပေါ်လာစေနိုင်တဲ့ဟော်မုန်းကိုထုတ်လုပ်ပေးတာဖြစ်တယ်။အဲ့ခါကျတော့ဒါပေမဲ့ဒါကလည်းမျာလွန်းသွားရင်ကျမတို့က ွေးခေါ်မှုပိုင်းမှာအသွေးလွန်တာတွေအိတ်လို့မရတာတွေစိုးရိမ်မှုလွန်ကဲတာတွေဖြစ်ပေါ်လာစေတာဖြစ်တယ်ဗောနော်အဲအကြောင်းမို့ဒီဒိုပါမင်းနဲ့ပြီးရခောင်ကော်တီဆိုလ်နဲ့ဒီဟော်မုန်းတွေကတော်တင့်ယုံထုတ်လို့ရင်မဖြစ်ပေမဲ့ခုနကအုံနောက်ကလိုရာတက်ဖိအားတွေပိုများလာတဲ့အခါမှာ overwhelm ဖြစ်လာတဲ့အခါမှာအာခုနကပြောတဲ့ဒီဟော်မုန်းတွေကလိုရာထပ်ပိုများလာတဲ့အခါမှာကျွန်တော်ဘဝမှာဆိုးရိုးတွေအများကြီးဖြစ်စေတယ်ဆိုတော့နားလည်ရတာဖြစ်တယ်ပေါ့နော်အဲအဲ့ခါကျတော့ပေါ့နော် ဥပမာကျွန်မပြောမယ်ဆိုအရင်တုန်းကဆိုရင်ကျွန်တော်တို့ဒီ mobile phone တွေ social media တွေကာလအဲ့ခက်ကာလမတိုင်ခင်ကဆိုရင်ပေါ့နော်ကျွန်တော်တို့အနာယူရမယ့်အချိန်ဆိုရင်ကျွန်တော်တို့စာအုပ်လေးဖတ်ပြီးမှအနာယူရရှိတယ်တချို့ဆိုရင်လည်းအေးစိတ်အိပ်ပြီးမှအနာယူရရှိတယ်လမ်းလျှောက်ထွက်ကြရတယ်ပို့လေတငယ်ချင်းတွေမိသားစုတွေနဲ့စကားဆက်ပြီးပြောရင်းနဲ့အနာယူလေးရှိကြတယ်ဒါပေမဲ့အခုကာလကျတော့အနာယူပြီဆိုရင်ကျွန်တော်တို့မလုပ်ကြလဲဆိုတော့အနာယူရလို့ပြောပြီးမှကျွန်တော်တို့ကဖုန်းသုံးကြတယ်ကျွန်တော်တို့ကဖုန်းသုံးတော့ကိုအနာယူရ relax လုပ်တယ်လို့ထင်ကြပြီမှတကယ်တော့ ခန္ဓာကိုယ်ပဲနားနေတာပဲကျွန်တော်တို့အုံနှုတ်တွေကအနှုတ်လုံနေတာဖြစ်တယ်ဆက်ပြီးမှအလုံးလုံးခိုင်းနေတာအဲ့ခါကျတော့ဟိုခုနကပြောသလိုအုံနှုတ်ကိုကျွန်တော်တို့ကအနာမပြပြဆက်ပြီးအလုံးလုံးခိုင်းတဲ့အခါမှာအုံနှုတ်မှာလိုရာထက်ပိုတဲ့အာအရာတွေကိုထည့်သွင်းပြီးတဲ့အခါမှာအုံနှုတ်က overwhelm ဖြစ်ပြီးမှဖိအားတွေများလာပြီးမှအဲ့ဒီကျွန်တော်တို့ကိုဟိုစိတ်ပင်ပန်းစေတာမောပန်းစေတာမျိုးတွေအဲကြုံတွေ့ရတတ်တာကြုံတွေ့ရတတ်ကြတာဖြစ်တယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ဆိုလဲအာ ဲ့လိုမျိုးကြုံမှုတယ်ပေါ့နော်တောက်လျှောက်အုံနောက်ကိုအနာမပေးဘဲနဲ့တောက်လျှောက်အလုပ်လုပ်ခိုင်းတဲ့အခါမှာခန္ဓာကိုယ်ကတော့အိတ်တယ်စားတယ်သွားတယ်လာတယ်မမင်မဲ့အုံနောက်ကိုအနာမပေးတဲ့အခါမှာဘယ်လိုဖြစ်လာလဲဆိုတော့ဟိုစိတ်တကြတော့မဟုတ်ဘူး depression ဝင်တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့လှုပ်ချင်စိတ်မရှိတော့ဘူးခြေပြက်လက်ပြက်အနာယူချင်လာတာအဲ့လိုမျိုးပြိုင်းလာတာပေါ့နော်ခြေကုန်လက်ပန်းကျသွားတာပြောလို့ရှိရင်စိတ် depression ဝင်တာလားဆိုတော့မဟုတ်ဘူးကြမ်းကြမ်းမှာပဲဒါပေမဲ့ခုနကပြောသလိုခြေကုန်လက်ပန်းကျပြီးမှလုံးဝ ဟိုလှုပ်ချင်စိတ်ဒီကုန်ခန်းထွားတဲ့ကာလကျွန်တော်တို့ဖြတ်တန်းကြရတယ်ပေါ့နော်အဲ့ဒါဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ခုနကပြောသလိုအုံနောက်ကိုလိုရာထပ်ပေါ်ပြီးမှကျွန်တော်တို့ကဖိအားတွေပေးနေလို့ဖြစ်တယ်ဆိုတော့ကိုနားလည်ရတယ်ပေါ့နော်အဲ့ခါကျတော့အဲ့ဒီကနေပြီးမှအဲ့လိုအခြေအနေကနေမှကျွန်တော်တို့ဘယ်လိုမျိုးဟိုလက်တွေ့ကြကြလေးပေါ့နော်ဘယ်လိုဟိုပြန်ပြီးမှဟိုစိတ်ကိုပြန်လန်းဆောင်အောင်လုပ်လာနိုင်မလဲဆိုတဲ့ခါကျတော့ပထမချက်အနေနဲ့ကျွန်တော်တို့ဖုန်းကတော့မတုံးလို့မရဘူးပေါ့နော်ဆိုရှယ်မီဒီယာတုံးတဲ့အခြေအနေကိုကန့်တတ်ပေးဖို့လိုတယ်ပေါ့နော်အများနဲ့မနဲ့နိုးလာလဲလားဟို break time ဆိုလို့ရှိရင်လည်းဖုန်းတုံးမှအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်အချိန်တွေကိုကန့်သက်ပေးပါပေါ့နော်မတုံးမတုံးရဘူးလို့မပြောဘူးပေါ့နော်မတုံးလို့ရှိရင်ကျွန်တော် information တွေမရနိုင်ဘူးပေါ့နော်ဒီကာလမှာအဲ့ခါကျတော့ဖုန်းတုံးတဲ့အချိန်ကိုကန့်သက်ပေးပါပြီးရတဲ့အခါမှာတရက်ကို7 minute ဖြစ်ဖြစ်15 minute ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့အသွေးတွေကိုပြန်မှစုစည်းပါပေါ့နော် အာကျွန်တော်တို့အရင်တုန်းကပြန် process မလုပ်ရသေးတယ်ကျွန်တော်ခန်းစားချက်တွေကျွန်တော်တွေလှုပ်ဆောင်ချက်တွေကိုပြန်ပြီးမှ process လုပ်မဲ့အချိန်ပေးပါဘောနော်အရင်လိုအပ်တယ်အဲအဲ့ခါမှပဲကျွန်တော်တို့ဘာတွေခန်းစားနေရလဲကျွန်တော်တို့ဘာတွေဖြတ်တန်းနေရလဲကျွန်တော်တို့အခုချိန်မှာဘာတွေကြုံတွေ့နေရလဲဆိုတော့ဆိုတော့ကျွန်တော်တို့ပုံမှန်မြင်လာမှာဖြစ်တယ်နောက်တစ်ခုကကြတော့ပစ္စုပန်ကိုကျွန်တော်တို့က focus ထားပါပေါ့เนาะတစ်ချိန်ထဲမှာအလုပ်တွေတပြိုင်နက်ကြီးလုပ်ပြီးမှဟုတ်ပြီเนาะအသွေးတွေကိုတောက်လျှောက်အလုပ်တွေကိုအများကြီးလုပ်ပြီးမှအသွေးတွေကိုတောက်လျှောက်တစ်ခုပြီးတစ်ခုသွေးနေတာထက် အခုချိန်မှာငါဘာလုပ်ရမလဲအခုချိန်မှာငါဘာတွေးရမလဲအခုချိန်မှာငါဘာခံစားရမလဲဆိုတာကို focus ထားတာကပိုပြီးမှလက်တွေ့ကြတယ်ပေါ့နောက်တစ်ခုကတော့အနည်းဆုံးမိနစ်20မိနစ်30လောက်တဘာဝတရားနဲ့ထိတွေ့ပါပေါ့နော်တဘာဝတရားကကျွန်တော်တို့ကိုအများကြီးစိတ်ပိုင်းဆိုင်ရာ healing အများကြီးဖြစ်စေတယ်အပြင်လက်လျှောက်ထွက်ပါအာညက်တေးညက်တေးရဲ့အတန်ကိုနားထောင်ပါတေးရွက်တေးလေးတိုက်လေးတိုက်တဲ့အခါမှာတေးရွက်လုပ်တဲ့အတန်တွေကိုနားထောင်ပါလက်လျှောက်ပါ လေကောက်လေတက်ရှူပါပေါ့နော်တဘာဝတရားနဲ့ထိတွေ့ပါခံစားပါပေါ့နော် ပြီးရခါမှာအဲ့ဒါလိုအပ်တယ်ပေါ့နော်ပြီးရတဲ့ခါမှာတခါတလေကြာရင်ဘာမှမလုပ်ပဲနေတိုင်းထိုင်ပြီးမှအရင်တုန်းကလိုပေါ့နော်စိတ်ကူးရင်ကြီးပါပေါ့နော်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့စိတ်ကူးရင်တဲ့အခါမှာကျွန်တော်တို့ဖန်သီးမှုတွေကျွန်တော်လှုပ်ဆောင်နိုင်စွမ်းတွေအဲ့ခါမှာထွက်လာတာဖြစ်တယ်ဖုန်းသုံးတဲ့ခါမှာကျွန်တော်တို့အုံနောက်တွေကအတောက်ရှောက်လှုပ်လှုပ်နေတဲ့ခါမှာဖန်သီးမှုတွေကအဲ့ထဲကနေမလာတော့ဘူးပေါ့နော်ဒါပေမဲ့ငြိမ်ငြိမ်လေးထိုင်ပါဘာမှမလုပ်ပဲနေစိတ်ကူးရင်ကြီးပါစိတ်ကူးရင်ဒါကန့်တတ်လို့မရဘူးပေါ့နော် စိတ်ကူးယဉ်ကြည့်ပါလေထဲမှာထိုင်အိမ်ဆောက်ကြည့်ပါဘောနော်စိတ်ကူးယဉ်ကြည့်ပါအဲ့ထဲကလည်းကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းတွေပြန်ပြီးမှထွက်ပေါ်လာနိုင်မှာဖြစ်တယ်ဘောနော်အဲ့ဒါကြောင့်မို့ဒီအရာလေးတွေကိုလုပ်ကြည့်ပါဘောနော်ကျွန်တော်ဒီကာလမှာအုံနောက်မှာကျွန်တော်စိတ်ပိုင်းဆိုင်ရာအနာပေးဖို့တအားလိုအပ်တယ်ဘောနော်အဲ့အခါကျတော့အနာယူရမယ့်အချိန်မှာခန္ဓာကိုစိတ်ကိုအုံနောက်ကိုလက်ကိုမျက်စိကိုအကုန်လုံးအနာယူတတ်ဖွင့်ကျွန်တော်ကတင်ပြရမှာဖြစ်တယ်ပေါ့နော်အားလုံးပဲဒီဗီဒီယိုလေးဖြစ်အကျိုးရှိမယ်လို့မျှော်လင့်နေပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်